အချစ်အမုံအလွန်အဆွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်။ဂျာရီကိုအသက်သွင်းလိုက်တဲ့အခါဖြစ်ပေါ်လာတာက video drama by MI Radio. မင်္ဂလာညနေခင်းမှာဒီနေ့ရေဒီယိုဒရမာကနေပြီးတော့ပြည်သက်တွေအတွက်ကလောင်ရှင်လေးသူဆန်ရေးသားထားတဲ့ရေမျောကန်းတင်တစီမဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရေဒီယိုဒရမာလေကတဲ့ရုပ်ပေါ်မှာမိမိကြီးထိုင်နေတဲ့ကျော်ဟန်ရဲ့ဖုန်းထဲကဒေးတန်ကအဝင်းနှောက်ကောစိတ်သမအုပ်စုတွေကို ပြန်လွင်ရောက်ရှိလာခဲ့ပါတယ် အမလီဘဲနဲ့တချင်းပါလေငါတို့ရီတချင်းတံပြိုင်ဆိုဖို့နေနေတတ်တာခါချီပင်မန်းလွန်းလို့အတန်တော့မထွက်နိုင်တော့တာဘူးအင်းလေအကြီးရဲ့ကောက်ဆိုင်ခါ၈000ရဖို့ကိုမနဲ့၆နာရီခရေကအိမ်ကထွက်လာခဲ့ရတာပါတော်ရီအိုးသူ့လိုတထေးသားလူပေါ်ကြောက်ရတော့ဒါရီဘယ်သိနိုင်မလဲအေးစံဘဲကရစံအိုးတွေကရဆိုတာမျိုးတွေပေါ့စံတစိထမင်းတစိရဖို့ ရှုံတဲ့ဘွက်ထဲမိုးတဲ့လေထဲမှာဘလောက်တောင်ပင်ပန်းကြရဲဆိုတာကိုတကယ်ကောက်ဆိုင်တဲ့ကြောက်တို့သာအတီဆုံးဟုတ်ပါကြီးမြရေဒါတောင်လေအရှင်ကတရက်ကိုကောက်ဆိုင်ကလေးအောင်မရတာနော်အခုမှကုံစင်းနှုံးတွေတက်လာလို့သာတရက်ကို၈၀၀၀ရတာအိုးအဝင်းတို့အကြီးများတို့ကလည်းအရန်ရန်မပြောပါနဲ့တော့တထေးသားလူပေါ်ကြော့ကြော်ဟန်လေးကကောက်မဆိုင်ဘူးပေမဲ့လဲတဲ့တော့လာတတ်ပါတယ်အေးအခုပဲကြည့်ဟောဟိုမှာဖုန်းတစ်ချင်းလေးနဲ့ညိတ်နေတာပဲမလား လဲကြွတ်တို့ခနန်းတို့စားကြင်လို့ရောက်လာတာနေမှာပေါ့အေးအဲ့အကြီးမြတ်နဲ့မမတို့ကတော့ပြောတက်ရမယ်ကျော်ဟန်ဆိုတော့အဲ့လိုလူမျိုးပေါ့ဗျာသူစားကြင်နာတွေကိုဝဲချမ်းချက်ပြုတ်စားတော့ပြီးပြီဆိုရင်လဲဆောင်တဲလေးထဲမှာတရေတမောဆက်တော်ခေါ်ပြီးမှပြန်တက်တဲ့သူအခုလဲသူဘာကိုလိုချင်ပြန်နေမသိရောက်လာပြန်ပါပြီကျော်ဟန်ဘာကြောင့်ရောက်ရောက်ကောက်ဆိုက်တမအုပ်စုနဲ့တော့မဆိုင်ပါဘူးလေကတဲ့ရိုးကိုကော်စောပေါ်မှာလိုအကြနာထိုင်ပြီးဖုန်းပုတ်နေတဲ့ကျော်ဟန်ကို အဝင်းတို့ကလည်းမျက်စိစပမွေးဆူလာပါတယ်။ဦးအင်းနဲ့ဒေါ်ထေးကတော့အခုချိန်ထိကိုင်းနဲ့လဲနဲ့ဆင်းနေကြတော့ဟုတ်ပါနော်လေပိုင်ရှင်သာပြောတာလေရီကိုတကယ်ချစ်ချရတဲ့သူတွေပဲသူတို့အသက်60ကျော်ပေါ့နော်ကြည်မြအေးကျော်ရောပေါ့မိဘတွေကတော့အလုံးနဲ့လက်နဲ့မပြတ်တမ်းစူးစမ်းကြသလောက်တားဖြစ်သူကတော့ဘယ်လုံးမှကိုလက်ကျော်တင်တင်လောက်တယ်ဆိုတာမမြင်ဘူးမကြားခဲ့ဘူးဝေးအဲ့လိုမျိုးတွေ secret ကိုလက်ကမချပဲအရက်လေးတမျှမျှနဲ့ကျော်ဟန်ဆိုတဲ့နာမည်နဲ့လိုက်အောင်ဟန်ရီးလေးတပြပြနဲ့ပေါ့သူ့ဘွားကြီးပဲအေးပါတယ်ကြီးမြရဲ့လူဘဝလည်းဖြူဖြူထွထွားနဲ့တန့်ပြန်ပါတယ်ဟိုလေပိုင်ရှင်သားဖြစ်ဆိုတော့လေမမကြီးစိတ်ဝင်စားပေဘူးလားအမလီအဝင်းရဲ့ကျော်ဟန်ဆိုတရွာလုံးကအပြိုတွေကဒိုးစလန်မအေးဒိုးစလန်ပြူပြူတွေထဲမှာအဝင်းရထိတ်ဆုံးသွားပါသူကကျော်ဟန်ကိုကြည့်လို့မရအောင်ပဲ အဝင်းရအလုတ်ကိုတံမိုးထားတဲ့သူကောက်ဆိုင်စပားရိတ်ဘဲဒီကူအဲ့ဒီလုတ်တွေမရှိတဲ့အချိန်ဆိုရင်ကြွေကြနေတဲ့ထန်းသီးအမဲ့တွေကိုလိုက်ကောက်ပြီးတော့ထန်းသီးမုတ်လုံအောင်တက်တဲ့သူတောင်ထန်းယူရီကိုလည်းထန်းကျင်ညဖြာအဖြစ်ပြောင်းလဲစေတတ်တဲ့သူနောက်ပြီးတော့မယန်းတရက်ပိန်းနေစားတဲ့ရာသီစာတွေပေါ်တဲ့ချိန်ဆိုရင်လည်းတစ်တီးတဲ့ဖြစ်နေတတ်တဲ့သူတယောက်ပဲဖြစ်ပါတယ်။သူများနိုင်ငံကိုသွားလို့ဖို့မလိုပါဘူး။ ကိုနိုင်ငံကိုဒေတာမှာမပြင်းအလုပ်တွေမှာတန်းစီလို့ဒီလိုအလုံးနဲ့လက်နဲ့မပြတ်တဲ့သူဆိုတော့လေအဝင်းကြော်ဟန့်ကိုကြည့်မြတာမဆန်းပါဘူးကိုကြီးကြော်ရေးပုံနဲ့အပြည့်ပဲဗျအေးအေးအားလုံးယူမေးရောင်ရေးပြုတ်ပြီးသားလားဟာစားရုံပဲကိုကြီးကြော်ဒီမှာကြည့်ချိုအီနေတာပဲဗျာအတန်းနေကြရာကိုအဝင်းတို့အုပ်စုအ깨ခတ်ကြည့်မိလိုက်တော့တဖက်လေကစရင်ကဖို့သူတယောက်ပုံဝင်ဆွဲပြီးကြော်ဟန့်ရှိရာကိုသွားနေပါတယ် ဒါဆိုရင်အဝင်းတို့ကောက်ဆိုင်အဖွဲ့တိလိုက်ပါပြီခယူတွေလေဒီနေ့စပားကင်းနေထဲမှာဘယ်ကနေဘလို့ရောက်လာမှန်းမသိတဲ့ခယူပန်းရောင်ကြီးကြခဲ့ပါတယ်စောစောစိုက်ပျိုးပြီးခဲ့တဲ့စပားကင်းနေထဲမှာပန်းရောင်ခယူကြီးကြလာပြီဆိုရင် တခင်လုံးကုန်ပြီးသားမှတ်ပြီးတော့လေဆောင်တဲကိုမသွားဘဲနဲ့ကဒင်းယူပေါ်မှာပဲထိုင်ပြီးတော့အလင်းပြားလေးမောလိုက်ခယူပြုတ်တွေစားလိုက်နဲ့စီးစိမ်ရင့်နေတဲ့သူကိုလည်းအဝင်းတို့အုပ်စုကယူမဆိုင်နိုင်ပါဘူး ဒီလေကိုဒီနေ့အပီဆိုင်ပေးရမှာဖြစ်တာကြောင့်အဝင်းတို့အုပ်စုတွေခေါင်းတော်မပေါ်နိုင်ကြပါဘူးအခုတော့နေတော်ညုံနေပါပြီပင်လေဒီရေတက်လာပြီဟဲ့မတိရသူဆိုမိုးချိန်တန်လာလေကြီးမိုးကြီးကြပြီလားထင်ပါတော့ကြီးမြအေးပေါ်အေးဒိုးတွေအတွက်ကတော့ဒီရေတက်ရင်ပြောရတာပါပဲ ဖွေးဖွေးလုံနေတဲ့လှိုင်းအမောင်ကြီးတွေကတိတ်ကိုလာတာဟုတ်ပါဟုတ်ပါဒီရေတက်ရင်ခဏတဖြုတ်တော့ခါဆန်းလို့လဲရသေးတရှင်ဒီရက်ဒီဒေသကပင်လယ်ဝါဖြစ်တာကြောင့်လာပြည်လာခွေရက်ဒီမှာဒီရေအတက်ကြရှိပါတယ်လာပြည်နေရနေလာပြည်ကျောင်း9ရက်6ရက်လောက်ထိဒီရေအတက်ကြကကျန်းပါတယ်ဒီရေကတရက်ကိုနှစ်ကြိမ်မှန်မှန်တက်တယ်တပြည့်ပြည့်နဲ့ရေကျသွားရင်ရွှွန့်ွန့်ပြင်းကြီးအဖြစ်ကျန်းရင်ခဲ့ပါတယ်ဒီမှာမှဒီရေနဲ့အတူပါလာတက်တဲ့ ပစ္စည်းပစ္စည်းရအစုံအားလည်းရှင်ပြင်းကြီးထဲမှာကြံခဲ့တတ်ပါတယ်။အဝင်းတို့ကောက်ဆိုင်နေရတဲ့လေကွက်ကလည်းချောင်းတစ်ခုပေါင်းစုံသွားတဲ့အနီးနားမှာပါ။ဒါနဲ့မနီမဝေးမှာချောင်းငါးခုပေါင်းပြီးပင်လေထဲကိုထိုးထွက်သွားတာကိုလည်းတွေ့နိုင်ပါတယ်။အခုလည်းကြဲလောင်စွာမြည်ဟီးလာတဲ့ဒီရေတက်တန်ကြီးဟာအဝင်းတို့နေရာကိုကျော်သွားတာနဲ့ချောင်းထဲမှာရေတွေပြည့်သွားခဲ့ပါပြီ။အဝင်းတို့အဖွဲ့တွေကလည်းဒီရေတက်လာတဲ့မြင်ကွင်းကိုမယိုးနိုင်စွာခိတ္တခဏခါးဆန့်ရင် ြည်နေတတ်ပါတယ်။လေကွင်းထဲမှာရေတွေပြည့်သွားတဲ့ရှုဝင်းကလည်းစိတ်ကိုလန်းဆန်းစေပြီးတော့ပင်မနှွမ်းနယ်မှုတွေကိုခေတ္တခဏတတ်တာစေပါတယ်။ဟိုမအလောင်းတလောင်းဟေ့ဘမလဲဘမရောဟိုဟိုမလေးဟိုမလေးကန်းစက်ကချုံပုံမှာညှိပြီးတင်နေတယ်အချင်းညာရေဟေး အမျိုးသမီးလောင်းဟမလုံးယူခဲ့ဟေးထိုးချအောင်မဟာဟဲ့ဒုလင်နာမှာတင်းနေတော့ဒုက္ခပဲဟုတ်ပါအဝင်ရဲ့အားလုံးရွေးရုပ်တတဲ့နဲ့ကောက်ဆိုင်ဖို့ကိုတတိမရကြတော့ပါဘူးဘယ်ရွာပါလိမ့်ဘာဖြစ်လို့ပါလိမ့်လှေမောက်လို့များလားစသဖြင့်အတွေးကိုစီကိုစီနဲ့ချောင်းထဲကအလောင်းဝဲအာယုံဆိုင်နေကြပါတော့တယ် အတန်အကြီးရရုတ်တရက်ထွက်ပေါ်လာတာကြောင့်အားလုံးလက်မီတုံ့နှွားခဲ့ကြပါတယ်အတန်ကြီးကလည်းသူတို့နာမှာပါပဲအတန်ကြားအစီကိုအားလုံးအလန့်တကြားလှည့်ကြည့်လိုက်တဲ့အခါမှာတော့အဝင်းအဝင်းဘာဖြစ်တာလဲမသိဘူးဟဲ့ဟုတ်ပါရဲ့အကြီးများရဲ့အဝင်းမျက်လုံးကြီးလည်းပြူးလို့ယောက်ျားရင်ယောက်ျားရင်အားလုံးအကြောင်းမီကြည့်နေတဲ့အချိန်မှာပဲအဝင်းကလက်ကြီးနှစ်ဖက်ကိုစန့်တမ်းပြီးကျော်ဟန်ရှိရာစီကိုအပြေးတစ်ပိုင်းသွားပါတော့တယ် အဝင်းကကောက်ပင်တွေကိုလည်းနင်းသွားကြော်ဟန့်အနားကိုလည်းအဝင်းရောက်သွားတဲ့အချိန်ကလေးရပြတ်လွတ်လိုက်တဲ့မြားတံလိုပါပဲရှောက်ကြရဲ့ရှာလိုက်ရတာတော်မောနေတာပဲတော်တယောက်ထဲစားနေရလားကျုပ်ကိုလည်းကျွေးအောင်လေပြောပြောဆိုဆိုနဲ့ပဲအဝင်းကကြော်ဟန့်ကိုဖတ်ပြီးနမ်းပါတော့တယ်အမလေးဘာကြည့်နေကြလဲဒီမှာဝိုင်းဆွဲကြပါဦးဖေဖေဖေငါ့မစီရဖေး ။ဘာကြီးလဲဒီမှာဝိုင်းဆွဲကြအောင်လေ။ယောက်ျားရေ။ဘယ်တော့ရတော့ကျုပ်ကိုစောက်မအောင်။ကျုပ်ကိုတော်စားနေရည်လဲကျွေးအောင်လေယောက်ျားရေ။ဖေစန်းနင်းနင်းပြေးပြေး။ကျော်ဟန်တယောက်ဘလောက်လန့်သွားလဲတော့မသိဘူး။អော်လိုက်တာငဲတယ်မှာပါနေပါတော့တယ်။အကြီးများတို့កောက်ဆိုင်သမားရှိရာကိုပြေးလာပုံကလည်းစားလက်စားခရုပုံယူမမေ့မလျော့စွဲလာခဲ့ပါသေးတယ်။ကျော်ဟန်တွန်းပစ်ခဲ့တာကြောင့်လဲကျသွားတဲ့အဝင်းကလည်းချက်ချင်းပဲကုန်းယုံထပြီးတော့ကျော်ဟန်နောက်ကနေလိုက်ပါတော့တယ် ြော်ဟန်အားရှိရပြီးအဝင်းကနောက်ကလိုက်နဲ့စိုက်ပျိုးထားသမျှပြိုးပင်တွေလည်းအကုန်လဲကြကုန်ပါတယ်အားလုံးကလည်းတခါမှမမြင်ဘူးတဲ့မြင်ကွင်းဖြစ်နေတာကြောင့်အံ့ဩမှင်သက်စွာနဲ့ ကြည့်နေကြပါရယ်နောက်ပြီးတော့ယောက်ျားလေးကိစ္စနဲ့ဂင်းရှင်းတဲ့သူကျော်ဟန့်အောင်လည်းကြည့်မရဆုံးသူဖြစ်တဲ့မိန်းကလေးရဒီလိုမျိုးဖြစ်နေတာတော်တော်မှထူးဆန်းလွန်နေပါရယ်ဟေးဟေးဒါရိုးရိုးမဟုတ်နိုင်ဘူးအဝင်းအဝင်းအဝင်းသတင်းထားစမ်းပါဦးဟဲ့ဟဲ့ကြောင်ကြည့်မနေကြနဲ့လေအဝင်းကိုလိုက်ဆွဲကြပါအောင်ဟဟဲ့ဟဲ့အဝင်းအဝင်းအကြီးမြတ်ဦးဆောင်ပြီးအဝင်းကိုလိုက်ဆွဲကြပေမဲ့လုံးဝမရခဲ့ပါဘူး ကျော်ဟန်နဲ့အဝင်းတို့ကလည်းလိုက်တန်းပြေးတန်းကစားနေကြသလိုပါပဲလေထဲကိုတခါမှမစင်းဘူးတဲ့ကျော်ဟန်တယောက်ရှုံနေလဲပေလူးနေခဲ့ပါတယ်ဒီချိန်မှာတော့တခြားလေထဲရသူတွေကလည်းကျော်ဟန်တို့အဝင်းတို့ရှိရာကိုစုပြုံရောက်ရှိလာခဲ့ပါတယ်ဒီပြိသက်တွေထဲမှာမှအသက်80ကျော်အဘငိမ့်ပါပါလာခဲ့ပါတယ်အဘငိမ့်ကလေရောဆောင်ဖြစ်ပါတယ်ပယောကနဲ့တိုင်းရင်စေဝါတွေကိုကျွမ်းကျင်နှံ့ဆက်တဲ့သူဒါကြောင့်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးခေါင်းတစ်ချက်ညှိလိုက်ပြီးတော့ ဟေးဖိုးထူးတို့တော်ကတို့မင်းတို့စောစောအလောင်းကိုရေကျဲနဲ့ပါတော့အောင်ထိုးချတဲ့မြမြဟေးမေမြကလအော်သည်တထောင်းတထောင်းရှာခဲ့ဟိုဘက်ကအခင်းဆက်မှာငရုတ်ပင်ရှိတယ်။သွားခူးကြည့်မြမြခူးရဲ့အဘာကြီးပြောမှပဲအလောင်းကိုရေထဲကိုထိုးမချရသေးမှန်းတတိရသွားကြပါတော့တယ်။အလောင်းကအဘာကြီးပြောတဲ့အတိုင်းလှုပ်ရှားနေကြပါတယ်။မောင်ကျော်ဟေးအဘစီပြေးလာခဲ့အမလေးအဘဟေးကေကေပါအောင်ကေပါအောင်လို့ကျောင်းဟန်ခမရချွေးတွေရှွန့်နေအလူးလူးနဲ့ အဘရှိယာကိုအပြေးလာရှာနေပါတယ်အနာကိုရောက်လာတဲ့ကျော်ဟန့်ကိုအဘစီးကြိုပြီးတော့ဖတ်ထားလိုက်ပါတယ်လူလေးအဘပြောတာတေချာနားထောင်အနာရောက်တာနဲ့သူဖတ်တာနဲ့ပြန်ဖတ်ရမယ်နော်ပြန်ဖတ်ရမယ်ကျွန်တော်ကြောက်တယ်ဘာရဲ့သူခဏတော်တခုလုံးကရေတုံးကြီးလိုအေးဆက်နေတာအဘအကိုကြီးဒီမှာအကိုကြီးယူခိုင်းတဲ့ကလော်တီရလာပြီကိုကြီးဒီမှာအေးအေးပေးမမဒီမှာလူလေးဟုတ်ကဲ့ဟုတ်ကဲ့ပါဘာရဲ့ကျွန်တော်တို့ကဟိုမှာလိုက်လာနေပြီယောက်ျားရေယောက်ျားယောက်ျားရေ ။ယောက်ျားလူလေးနားထောင်စမ်းဘာပြောသလိုလဲတေချာလိုက်လို့အချိန်မရှိဘူးနော်။ယောက်သူ့ဖတ်ထားပြီးတော့သူ့မျက်လုံးထဲကိုဒင်းငယ်ကိုပြီးရောက်ညက်တဲ့ကဲဟုတ်ဟုတ်ကျော်ဟန်တယောက်နီနီငယ်ရဲ့ငရုတ်သီးထပ်ပိုင်းကြိုးလေးကိုကင်ထားပြီးမပြေးတော့ပဲရန်နေပါတော့တယ်။ဒီလောက်ပြေးလွှားနေရတာကိုပင်မဟန်မပြတဲ့အဝင်းကအနားကိုရောက်လာတာနဲ့ကျော်ဟန်ကိုသိမ်းကျုံဖတ်ပါတော့တယ်။မပြေးပါနဲ့တော့ယောက်ျားရဲ့နော်။ယောက်ျားမောနေပြီလားဟမ်။အမလေး အင်မအင်မဂျိုဟန်လည်းအပါငိမ့်တင်မေးထားတဲ့အတိုင်းခက်ရွညွနဲ့ပြန်လည်ဖက်လိုက်ရပါတယ်ပြီးရနောက်မှာတော့အဝင်းရဲ့ပြူးထွက်နေခဲ့တဲ့မျက်လုံးကြီးတွေကိုငရုတ်သီးမဲ့ကိုဂမန်းကန်းညှစ်ထဲလိုက်ပါတယ်လက်တီတုံနေရာကြောင့်ဝင်မဝင်ပါမလားလို့ဂျိုဟန်တယောက်စိုးရိမ်မိနေပါသေးတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အောင်မြင်သွားခဲ့ပါတယ်အဝင်းတယောက်អော်ပြီးတဲ့နောက်မှာတော့ဂျိုဟန်ကိုဖက်တွေ့ထားတဲ့လက်တီ ြည့်ရော့သွားပါတော့တယ်။ပြီးရင်နောက်မှာတော့လဲကျသွားခဲ့ပါတယ်။အဝေးအဝေးအဝေးတတိထားပါဦး။အော်အချင်းမြချင်းမြဘာဘာဖြစ်နေရလဲ။ဟဲ့အဝေးမျက်လုံးဖွင့်စမ်းပါဦး။အဝေးအဝေးအဝေးဟဲ့အဝေးအဝေးအင်းပြေးထားရတော့မောနေကြမှာပေါ့။ တရေမှာတော့သူ့စီကထွက်သွားပါပြီဟမ်ဟမ်တရေတရေဘူးလားဘေးကတရေလဲအဖဘေးကတရေလဲယင်စောစောကရေထဲကိုထိုးချခိုင်းလိုက်တဲ့အလောင်းလေဟမ်မှန်ထားကြ အဲ့ဒါကိုရေမျောကန်းတင်တရေမတစီမလို့ခေါ်တယ်။လှိမ်မောက်ပြီးရေနစ်သေးတာတို့ပါတို့ပေါ့။အလောင်းကဒီရေအတက်ကြနဲ့မျောပါနေရရှာတာ။ကမ်းပေါ်တင်နေပြန်တော့လေရေထဲကိုထိုးချခံရပြန်တယ်။တွေ့ရမဲ့ပေါ့ကွယ်။သူတို့နားခိုရလည်းမရှိဘူးလေ။ကမ်းတင်မိပြီဆိုတာနဲ့လူပဲဖြစ်ဖြစ်တရိတ်ဆန်ပဲဖြစ်ဖြစ်မိယာကိုကတ်တော့တာပဲ။လူလေးမောင်ကျော်ဟန်ကစားတော့နေလေတော့သူလဲစားကျင်လို့ပြေးလာရှာတာလေ။ရေထဲမျောနေတော့စားမှာပေါ့။ အဲအားလုံးမှတ်ထားကြတရေပူးနေမျက်လုံးနဲ့ငရုတ်သေးဝင်အောင်သာထဲ့တိလားကဲကဲကလေးမောင်တတိယအောင်ပြုစုပေးပြီးတော့အိမ်ပြန်ပို့လိုက်တော့သူ့ခင်ဗျာဘာမှမသိချာပါဘူးရှက်ရှာမှာပဲငရုတ်သေးတန်တော့သူမခံရပါဘူးတရေမှခံသွားရတာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါပါကျေးဇူးပါအကိုကြီးရေဟုတ်ပါအဖငိမ့်တာမရှိရင်လေဘယ်လိုဖြစ်မလဲမသိဘူးဟိုကိုကျော်ကိုကျော်အဆင်ပြေရလားအမလေးဘောမှာငါဒီလောက်တခါမှမပြေခဲ့ရပါဘူးကွာ ကန်ကောင်းလို့မသေးတန်ချောင်းတို့အဖေပဲဟေ့အကြီးမြကြီးကျမတို့တော့ရေမျောကန်းတင်တစီမကောင်းမှုကြောင့်ဒီလေခွက်ကိုမနှက်ပြန်ပြန်ဆိုက်ရပေအောင်တော့မယ်အကြီးမြကြီး MI Radio ပြည်သက်တွေအခုနားဆင်ခဲ့ရတာကတော့ဇလန်းလေးသူဆန်ဇညွန်မန်ငိမ့်တို့စ조사ရေးသားထားတဲ့ ရေမျောကန်းတင်တစီမဆိုတဲ့ဇာတ်လမ်းကိုနားဆင်ခဲ့ရဖြစ်ပါတယ်။ဒီ season ကိုမငိမ့်လက်မောမတင်ဆက်ပေးပြီးတော့ဇွဲ၊ဖြိုးစု၊ melody ၊လဲရီ၊စီသူနဲ့ကိုပြည့်မငိမ့်တို့ကနေပြီးတော့ပြုဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီ season ကိုတာဝန်ယူအတန်တီးဖြတ်ပေးတာကတော့ audio engineer ကိုပြည့်ပဲဖြစ်ပါတယ်။ MI Radio ပရိသတ်များရဲ့ကလောင်စွမ်းကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ။ Radio Drama.